ကဲဂျပန်မှာလုပ်မဲ့1172ပွဲကနီးကပ်လာပြီဒီနေ့ပြောမှာကတော့ပွဲချုပ်ဗီဒီယိုမဟုတ်ဘူးဝမ်ရဲ့ digit သုံးလုံးပွဲကဂျပန်မှာလုပ်တာနည်းနည်းလေးထူးဆန်းနေလို့ဘာထူးဆန်းတာလဲဆိုရင်ပုံမှန်ဆိုရင် fine night ပွဲတောင်မှစနေနေ့မှာလုပ်ပြီးတော့ American market ကိုဦးတည်တယ်အခုပွဲက Sunday တနင်္ဂနွေနေ့နေ့လယ်တနာရီဝဲဆိုတော့ US market ကိုလည်းဦးမတည်ပြန်ဘူးအဲ့ဒါထက်ဂျပန်မှာလုပ်တဲ့ပွဲတွေကားကိုစီမင်းစီကံဖောင်းနေနဲ့ကွဲထွက်နေတတ်တယ်တတိထားမိလားဗျာ ျွန်တော်နာအိုးရာတို့တန်းရှင်းနာစုဂါဝါတို့ပွဲတွေကိုလိုင်းလွင်ရပြီဆိုရင်တနင်္လာနေ့ဖြစ်ဖြစ်အင်္ဂါနေ့ဖြစ်ဖြစ်အမဲဖြစ်နေတတ်တယ်။ဘာဖြစ်တာလဲ။အဖွဲစည်းတိုင်းလိုလိုကတောက်ကြနေညဖြစ်ရင်ဖြစ်မဖြစ်ရင်စနေနေ့ညဖြစ်ရင်ဖြစ်တနင်္ဂနွေနေ့ဖြစ်ရင်ဖြစ်အဲ့တုံးရက်ပဲရွေးလုတ်တက်ကြတာ။ weekend နေ့ပဲလုတ်ကြတာဗျာ။ဂျပန်နေကဘာဖြစ်လို့တနင်္လာနေ့အင်္ဂါမှာပဲ compass ball ပွဲတွေကိုလုတ်ကြတာလဲ။သူများတွေနဲ့မတူဖြစ်နေရတာလဲဆိုတဲ့အကြောင်းရင်းကိုရှာလိုက်တော့2009ခုနှစ်ဝင်ချင်းမှာ K1 တို့စကျင်းပခဲ့တဲ့အချိန်တွေမှာအဲ့အဖွဲ့အစည်းတွေကငွေကြေးအရန်မရှိကြဘူးအခုချိန်လိုမျိုးဘာလာလာသုံးမယ်ချမယ်ဆိုတဲ့အနေအထားမျိုးမရှိဘူးပုံမှန် weekend တွေဖြစ်တဲ့စနေနဲ့တနင်္ဂနွေနေ့တွေမှာဆိုရင်ပွဲကျင်းပဖို့အားကစားရုံငှားရတာကအရန်စီးကြီးတယ်ဂျာရက်တွေဖြစ်တဲ့တနင်္လာအင်္ဂါဗုဒ္ဓဘူးတို့လိုဂျာရက်တွေငှားရင်အများကြီးပိုသက်တာလေအဲ့တော့အဲ့ဒီအဖွဲ့အစည်းတွေကဘတ်ဂျက်ချွေတာတဲ့အနေနဲ့အဲ့နှစ်ရက်ကိုအဓိကထားပြီးတော့ယုံငှားပြီးတော့ပွဲလုပ်လို့ရှိတယ် K1 လို့ကိပောင်စင်ပွဲကြည့်ချင် Rising လို့မျိုးတိုက်ခိုက်ရေးပွဲတွေကြည့်ချင်နေဆိုရင်တနင်္လာနေ့အင်္ဂါနေ့ကိုပဲလူတွေကပြင်းပြင်းမိနေကြတယ်အမေရိကမှာ Monday Night Football ရှိသလိုဂျပန်မှာဆိုလည်း Monday Night Fighting ဆိုပြီးတော့ဖြစ်လာတယ် Sunday လို့နေ့တွေကြတော့ Drama Series တွေဘောလုံးပွဲတွေ Baseball ပွဲတွေလိုမျိုးပြီးတော့တိကိတာဖျော်ဖြေပွဲတွေကိုပဲဂျပန်ပြည်သူတွေကအဓိကထားပြီးကြည့်ကြတယ်ဆိုတော့ရက်ခွဲချားလိုက်တဲ့သဘောမျိုးပေါ့နောက်ထပ်အဲ့လိုမျိုးဖြစ်စေတဲ့အကြောင်းရင်းတစ်ခုလည်းရှိသေးတယ် ဂျပန်နိုင်ငံရဲ့အလုံးလုံးတဲ့ရက်တွေက international လို့ပါပဲ Monday to Friday ပဲပရက်ကလည်းစနေနဲ့တနင်္ဂနွေပဲဒါပေမဲ့2012နောက်ပိုင်းမှာဂျပန်နိုင်ငံကလူတွေကအရန်အလုတ်ပို့လောက်လာကြတယ် overtime တွေဆင်းတယ်တချို့ company တွေဆိုရင်စနေနေ့ပါအလုတ်ဆင်းရတယ်အဲ့တော့လူတွေရဲ့စိတ်ဖိစီးမှုကအရန်မြင့်တက်လာတယ်အဲ့ဒါကြောင့်မို့လို့ဗိုလ်တဦးနေ့ကို network ဖြစ်ဖြစ်ပြန်ပြီးတော့ပိတ်ပေးတယ်ကုမ္ပဏီတိုင်းတော့မဟုတ်ပေမဲ့အခုနောက်ပိုင်းတော်တော်များများကုမ္ပဏီတွေက midweek rest ကိုအလေးထားတဲ့အနေနဲ့ဗုဒ္ဓဟူးနေ့ကို half day off သို့မဟုတ် remove work အနေနဲ့ခွင့်ပေးကြတယ်အဲ့တော့ဂျပန်လူမျိုးတွေအတွက်ကအင်္ဂါနေ့ညကကျွန်တော်တို့စီရဲ့တောက်ကြနေညလိုမျိုးပြန်ဖြစ်နေတယ်ကုမ္ပဏီတိုင်းကအခုလိုမျိုးပိတ်ပေးတာမျိုးမဟုတ်ပြန်ဘူးတချို့ကုမ္ပဏီတွေကစနေနေ့ကိုအလုပ်ဆင်းရလို့တနင်္လာနေ့ကိုပြန်ပိတ်ပေးတတ်တယ် public holiday ကစန်းတီးနဲ့တိုက်နေရင် ရှစ်တရက်တိုးပြီးတော့ Monday ကို holiday အနေနဲ့ပြန်ပြီးတော့သတ်မှတ်ပေးလေရှိတယ်ဘလို့ပဲဖြစ်ဖြစ်စနေနဲ့တနင်္ဂနွေတနင်္လာနဲ့ဗုဒ္ဓဟူးနေ့တစ်ဝက်ကတော့ပိတ်တက်ကြတယ်လို့အကြမ်းဖျင်းတော့မှတ်ထားလို့ရတယ်ငကိုတက်ကလက်ဝိပွဲတွေကိုတနင်္လာနဲ့အင်္ဂါမှာပဲလှုပ်တက်ကြတော့အဲ့မှာအန်ဂိုက်ဖြစ်သွားရောရုံငန်းကလည်းတတတယ်ရှေးစင်ဆက်ကလည်းတနင်္လာအင်္ဂါဆိုရင်လက်ဝိပွဲရှိတယ်ဟာဆိုတဲ့အသည့်နဲ့ပွဲစီစဉ်သူတွေကအဲ့လမ်းကြောင်းအတိုင်းပဲဆက်ပြီးတော့ပွဲတွေကိုစီစဉ်ကြတော့တယ်တခါတလေမှသာ တောက်ကြစနေတနင်္ဂနွေနေ့တွေမှာပွဲစီစဉ်လေးရှိကြတယ်။များသောအားဖြင့်ကတော့ Monday နဲ့ Tuesday ပါပဲ။အဲ့ဒီနှစ်ရက်ကိုရောဘယ်ရက်လုံးမယ်ဆိုပြီးတတ်မှတ်လဲဆိုရင်ဂျပန်နိုင်ငံရဲ့တနင်္စာအလုပ်လုပ်တဲ့တတ်မှတ်ရက်ကိုကြည့်ပြီးတော့ပြန်ရွေးချယ်တယ်။ဒီနှစ်ဒီလမှာတနင်္လာနေ့ကလူတွေအတွက်ပိတ်ရက်ဖြစ်နေတယ်ဆိုရင်အဲ့ရက်ကိုရွေးတယ်။အင်္ဂါကပို့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုရင်အင်္ဂါကိုရွေးပါတယ်။ဒါတော့ဆိုရင်တော့ဂျပန်ကပွဲစဉ်တွေကဘာဖြစ်လို့ဂျာရက်တွေဖြစ်နေလဲဆိုတာသိလောက်ပြီးထင်ပါတယ်။ ဝမ်ကလည်းအမှန်တော့စနေနေ့ကိုပွဲလုံးချင်တာပါဒါပေမဲ့ US market ကိုအူတီနိုင်လောက်တဲ့ကစားသမားတွေကလည်းမပါအများစုကလည်းထိုင်းနဲ့ဂျပန်တွေပဲဖြစ်နေတော့နှစ်နိုင်ငံလုံးအားမဲ့တင်းဝင်နေနေ့ကိုပဲရွေးချယ်လိုက်ရတာပါ ဟုတ်ပြီဒါလောက်ဆိုရင်တော့ဂျပန်နိုင်ငံမှာဘာဖြစ်လို့လက်ဝတ်ပွဲတွေကိုတနင်္လာနဲ့အင်္ဂါမှာပဲအများအားဖြင့်လှုပ်လေလှုပ်ထားရှိကြတာလေပြီးတော့ဝမ်းကရောဘာဖြစ်လို့စနေနေ့ကိုရွေးရမယ့်အစားတနင်္ဝင်နေ့ကိုပဲရွေးလှုပ်ရတာလဲဆိုတာကိုတည်တော်တော့ပြီလို့ထင်ပါတယ်ဟုတ်ကဲ့ကျွန်တော်နေရောတာပါ channel msn ပါတတ်တာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူး။အဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ။ promo code MSN1H ကိုသုံးပါ